ကရိယာတွေကိုမတုံးမဲပြင့်ထားတာကြာရင်တန်ကြီးတက်တယ်လို့ပဲလူကိုခန္ဓာအစိတ်အပိုင်းတွေလည်းအလောက်အရှားနဲ့ရင်ဖောက်ပြန်ပျက်စီးတယ်။ဒါကြောင့်လဲကိုလက်လှုပ်ရှားမှုကိုကျမ်းမာရေးအတွက်လုပ်ဖို့လိုတာဘသူမဆိုနေသားသလိုနေချင်တာကြီးပဲအဲ့လိုကောင်းတယ်စားလိုကောင်းတယ်နေရထိုင်ရတာတက်တောက်တတာရှိတယ်ဆိုရင်အဲ့ဒါမကျမ်းမာတော့မဲ့လက္ခဏာပဲလို့ကျမ်းမာရေးပညာရှင်တယောက်ကပြောတယ်စားကောင်းတိုင်းစား အလုတ်အရှားနဲ့လာရင်လူကိုခန္ဓာကတန်ကြီးတက်တော်မယ်အစီရေစုအစီရေပိတ်ပြီးမအိမ်မသာဖြစ်တော်မယ်ဒါကြောင့်တိတ်ငြိမ်နေလို့မဖြစ်ဘူးလှုပ်ပေးဖို့လိုတယ်ငယ်ရွယ်နှုတ်ပြိုချိန်မှာတရားအားထုတ်ရမယ်လို့မဟာစီဆရာတော်ကြီးကညွှန်ပြဘူးတယ်ကျွန်တော်တို့ကတရားဆိုတာအသက်အရွယ်ကြီးမှအားထုတ်ရတာမျိုးလို့ထင်တာတကယ်အသက်ကြီးလို့တရားအားထုတ်တော့မယ်ဆိုတော့ကြာကြာမထိုင်နိုင်တော့ဘူးကြိုက်ခဲနာကျင်နေတာနဲ့ပဲ တရားနဲ့ဝေရောကျမ်းမာရေးကိစ္စလည်းဒီလိုပဲငယ်ရွယ်နှုတ်ပြိုစဉ်ကလေးကလေ့ကျင့်လိုက်စားမှတန်ခါကြတာအယိုးရင်မှ အကျော်ရီမှမှထလို့ရင် အစင်မပြေတော့ဘူးမကွေးနိုင်မညွတ်နိုင် မလှုပ်ရှားနိုင်ပဲတောင့်တင်းနေမှာအယိုးအစ်စ်တွေကလည်းတန်ကြီးတက်လို့မပြော့ပြောင်းတော့ဘူးဘိုက်ခေါက်ထဲမှာအစီရီစုပြီးဖောင်းနေပြီလေခုတ်ကကြီးပေါင်းတက်နေပြီဒူးကလည်းမခိုင်းချင်တော့ဘူးမနှက်ပြန်ဆိုရင်နောက်ကျသွားပြီ ဒီနေ့ပဲကျမ်းမာရေးအတွက်စလှုပ်ရှားရမယ်။အရွယ်ကောင်းစဉ်ကလေးကကျမ်းမာရေးမလှုပ်ဘဲပြစ်ထားမိလို့ကျမ်းမာရေးအကျွေးတင်သွားရင် အချိန်တန်တော့ပြန်ဆက်ရတယ်။အရင်တင်မက အတိုးနယ်ပါဆက်ရတာ။တသက်တာရှားဖွေခဲ့သမျှဆေးရုံဆေးကန်းကစားဖို့ဖြစ်သွားတယ်။ငွေကုံယုံမက ကိုကဝေဒနာခံစားရသေးတယ်။မကျမ်းမာရင်ဘာမှလှုပ်လို့မရတော့ဘူး။စီးပွားလည်းမရှာနိုင်ဘူး။အလှအပတွေအနက်အရသာတွေတောင်းမှ ြည့်ပြည့်ဝဝခန်းစားလို့မရနိုင်တော့ဘူး။ကျမ်းမာရေးတော့အတွေးမထားတာအကောင်းဆုံးပါပဲ။